အလုံးဝရှောညီကလေးအလုံးမဲမင်္ဂလာပါဗျာကျွန်တော်ကတော့ ABN နဲ့ပြင်မှာကိုထူးရောဖြစ်ပါတယ်ကျွန်တော်မိသားစုအပေါ်ငွေတိုးအပေါ်ငွေငွေတိုးစီမဲ့ရေးဆေးစီလိုက်လုပ်ငန်းလေးမှာဗာပစ္စည်းတွေအသုံးပြုရမယ်ဘယ်လိုစီတိုးတန်းဆိုင်ရမလဲဆိုတာလေးတွေကိုကျွန်တော်မိတ်ဆက်ပေးပါမယ်အဲ့တော့ကျွန်တော်ကတော့ဆန်ကယ်ဒီဝင်လာပြီဆိုတော့ကျွန်တော်တို့ကအခုလိုမျိုးပေါ့ဆန်ကယ်ဝင်လာကွာတော့ထောက်နော်ဒါဒီပေါ်ကျွန်မရှိတဲ့ပစ္စည်းတွေကိုထုတ်ပြီးတော့ဒီလုံးကိုကျွန်တော်တို့ကရေနဲ့နော်ကျွန်တော်ကပန့်နဲ့ပေါ့နော်ရေပန့်နဲ့ပြောင်းလျော်လိုက်ပြီးတော့ကျွန်တော်တို့ကရေထိုးပါမယ်နော် ဒါလေးကလည်းကျွန်တော်တို့ကတီးတတ်မဲ့ဖွန့်ဖွန်ဝက်ရှော့လုပ်ငန်းနဲ့ပဲတွဲတွဲအဆင်ပြေစေတဲ့လုပ်ငန်းမျိုးလေးပါအရင်ကြီးနဲ့အရင်မှများပါဘူးเนาะတခါရင်းပြီးထားရင်ဒါအချိန်ကြာနေတော့ဒါအသုံးပြုလို့ရတဲ့ဒါကျွန်တော်အရင်ကြီးတစ်ခုပါပဲเนาะဒါလေးကကိုယ်တိုင်လုပ်မှမဟုတ်ပါဘူးကွန်ပျူတာစုဝင်တွေကိုခိုင်းထားရင်လည်းဒါလေးကဝင်ငွေတိုးစေတဲ့လုပ်ငန်းလေးတစ်ခုပဲဖြစ်ပါတယ်ကိုကကောင်းကောင်းလုပ်ရင်တော့ဝင်ငွေကောင်းမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့စံငယ်တိကိုရေလုံးရေထုတ်လိုက်တယ်ပြီးတော့ရင်တော့ကျွန်တော်တို့ကဒီဆက်ပြကံပူလေးနဲ့ကျွန်တော်တို့ကဆက်ပြဖြန်းပေးရမယ်နော် အဲ့ဆက်ပြာကံနဲ့ကာလာတော့ကာလာဖောင်းကတော့ကာလာဆက်ပြာကတော့တိုက်တဲ့ကြောင်မိချက်လို့ရပါတယ်เนาะအပြာရောအနီရောအဝါရောပန်းရောဖြူရောဆက်ပြာပြန်ပေါ့เนาะဘော်လေးရဲ့စီးရကြတော့ကျွန်တော်တို့ကဒါတက်တက်ဝယ်ရပါတယ်အဲ့ဆက်ပြာစီကကျွန်တော်တို့ကဒီမှာဒီစိတ်ဖြစ်ပါတယ်သူကလီတာဆက်ပြာစီ1လီတာနဲ့ရေ20လီတာရောပြီးတော့ခုလိုမျိုးဖြန်းရတာပါအဲ့ဆက်ပြာစီကိုဝယ်လိုက်မယ်ဆိုရင်ဆက်ပြာစီကို1လီတာရေက16လီတာပေါ့เนาะ အဲ့လိုမျိုးဖြောဆက်ပြီးတော့ခုလိုမျိုးကျွန်တော် spray ဆန်းနဲ့ဟိုကျွန်တော်ကထည့်ဖြန်းရပါတယ်เนาะအဲ့တော့တော့ဒါခြေသားကိုမထိခိုက်စေဘူးအယူဆက်ပြမုံနေကောင်းကျော်ကြီးဆိုတော့ချွတ်စီးရမ်းများပြီးအတွက်ကာပါခြေသားတွေကရေရှိကြကြီးနိုင်နိုင်တယ်အဲ့ဒီဆက်ပြလေးကတော့ပုံပြီးတော့သုံးလာအရှင်းပြတယ်ပေါ့เนาะပုံပြီးတော့လည်းဒါ charm တွေကိုဆွဲဆောင်မှုလေးပုံပြီးတော့ကောင်းတာပေါ့เนาะပုံပြီးတော့ဒါကျွန်တော်တို့ကဟိုလက်ခတောင်းတဲ့နေရာမှာလည်းပုံပြီးတော့ဒါ ကိုကလည်းပစ္စည်းကောင်းတုံးထားတာဖြစ်လို့တောင်းရတဲ့နေရာလဲကျွန်တော်တောင်းတောင်းလို့ရတာပေါ့နော်အခုလိုတတိလုံးစက်ပြဖြန်းပြီးသွားတဲ့အချိန်မှဆိုရင်တော့ကျွန်တော်ကသူ့ကိုစက်ပြတိုက်မယ်ဆိုရင်လဲကျွန်တော်ကအာစက်ပြတိုက်တဲ့အဝယ်တီးတန့်ရှိပါတယ်အဲဒီအောက်ပိုင်းကိုတိုက်တာကတီးတန့်အပေါ်ပိုင်းကိုတိုက်တာကတီးတန့်အပေါ်ပိုင်းနဲ့အောက်ပိုင်းကိုဆက်ပြတ်တိုက်တဲ့နေရာမှာရောလို့မရဘူးเนาะ။ဘာကြောင့်အောက်ပိုင်းမှာကျတဲတွေပါ။เนาะအပေါ်ပိုင်းကကျတော့ကာဖာနဲ့ဆိုတော့ကျွန်တော်တို့က အောက်ပိုင်းတိုက်ပြီးတဲ့အချိန်မှာအပေါ်ပိုင်းကိုတိုက်လိုက်ရင်ကျွန်တော်တို့ကစီးသားတွေပွင့်စင်းသွားတာတွေအပွင့်စင်းတွေဖြစ်သွားတာတွေကျွန်တော်တို့ကတွေ့တွေ့နိုင်တယ်။ဒါကြောင့်ကိုကလည်းအလုပ်ပေါ်မှာလည်းကောင်းကောင်းလုပ်မယ်ကျွန်တော်ကကိုယ့်ရဲ့လုပ်ငန်းပေါ်မှာလည်းစိတ်နာလဲထားမယ်ပစ္စည်းကောင်းလဲသုံးမယ်ဆိုရင်တော့เนาะအဓိကကကိုကဒီဝန်ဆောင်မှုပေါ်မှာရတဲ့အခကျင်းဝင်ဆိုတာကကိုယ့်ရဲ့ဝန်ဆောင်မှုပေါ်မှာပဲမူတည်ပါတယ်เนาะဘယ်နေရာမှာပဲရှိပဲပေါက်ပေါက်ကိုယ့်လုပ်ငန်းကကိုယ့်ရဲ့ဈေးပါပဲအဲ့တော့ဈေးကောင်းကောင်းလိုက်ရခြင်းနဲ့ အဲဒီတော့ကတ်တာမှာစိတ်ကျနေမှုလေးရခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ဝန်ဆောင်မှုကလည်းကောင်းနေဖို့လိုအပ်ပါတယ်။အဲတော့ဆက်ကတိုက်ပြီးတဲ့အချိန်မှာအောက်ပိုင်းပေါ်ပိုင်းတိုက်ပြီးတဲ့အချိန်မှာကျွန်တော်ကជីဘူးနဲ့ဖြန့်စေးလိုက်ပါမယ်။အဲ့တော့ရေကတော့အရင်ကြီးကျွန်တော်စုထိုးစရာမလိုဘူးเนาะဘာကြောင့်လဲကာပါတေကာကြီးအဲကျွန်တော်က fight ဒီစင်စာကြီးပြုတ်ပြတ်သွားမှဆိုတော့ရေကိုတက်မှမများအဲခဝဲဝဲလေးထိုးပြီပေါ့เนาะအရင်ကြီးရှင်နေညကြီးတွေပါနေရင်တော့လေ တစ်ခက်ပြင်းပြင်းလေးထိုးပေါ့ဖြစ်နိုင်မယ်ဆိုရင်ရေပန်းကအစုအကျဲနော်အစုအစုပြီးလဲထိုးလို့ရမယ်ဖွာပြီးလဲထိုးလို့ရမယ်ဒါမျိုးကန်လေးတွေဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်နော်အသေးကြီးတွေကြတော့အဆင်မပြေဘူးနော်ကိုကွန်ထိုးလို့လို့ရတဲ့ကန်လေးတွေဆိုတော့ပို့အဆင်ပြေပါတယ်အဲ့တော့ရေစီးလိုက်လို့ဖို့အတွက်ဒီဆက်ပြားလေးဆက်ပြားအမြုပ်ဖြန်းတဲ့ကန်လေးနော်ကာလာဆက်ပြားလေးနော်တာယာစီးလေးအမဲကြောက်ကစ်လေးကျွန်တော်ဟန်ဝက်နဲ့ပြောင်းလေး ဒါဒီဟိုမာဂျင်နယ်ဆိုရင်လည်းဆက်တွေ့မှာယူနိုင်ပါတယ်ပေါ့နော်ကျွန်တော်ဖုန်းနံပါတ်လေးကိုအပေါ်မှာတင်ပေးထားပါတယ်ဒါလေးကတော့ handwet lab ဖျောင်းဒါကတော့ကာဘာစေးသားတွေကိုကျွန်တော်ရေစိရေတုပ်ပြီးသွားတဲ့အချိန်မှာဒီလိုက်ကသားပါတဲ့နေရာလေးပေါ့နော်အမဲကြောက်တွေမဟုတ်ဘူးနော်သူတို့တွေကိုကျွန်တော်တို့ကဟိုခေါလေးနဲ့တုပ်ပြီးတော့ဝတ်စုံနဲ့လိုက်တုပ်ရင်လည်းကာဘာရဲ့စေးသားကိုလည်းနီလောင်တန်းလေးရေတံမိုးတံကာကွယ်ပေးတယ်နော်ဒါလေးကကျတော့အောက်ပိုင်းတုပ်တဲ့ပေါ်ပါလေးနော်အောက်ပိုင်းတုပ်တဲ့ပေါ်ကိုတည်တံ့ထားပါ ဆက်ကြတတ်ပြီးရေးစီးပြောတဲ့အချိန်မှာအောက်ပိုင်းအိဇောတွေတာယာတွေဂွေတွေတုတ်တာတခုအပေါ်ပိုင်းကာပါတွေကိုတုတ်တဲ့ရေတုတ်ပေါ်ကတခုတိတန်ထားရမယ်နော်အပေါ်နဲ့အောက်ကိုကျော်လို့မရဘူးနော်ပြီးတော့ရင်အမဲကြောက်တွေအတွက်ကိုဒီကောင်လေးကကျွန်တော်လက်ရှိတုံးနေတာလည်းဒီကောင်လေးကပြင့်တော်ပါတယ်တကယ်ကိုကောင်းပါတယ်အမဲကြောက်တွေအပွင့်အစင်းတွေပါပျောက်ပါတယ်သူ့ကိုဖြန်းပြီးတော့ပို့လိုက်မယ်ဆိုရင်ကာလာလည်းတက်တယ်အပွင့်အစင်းတွေလည်းပျောက်တယ်သူကမဲကြောက်တွေလည်းရတယ်တာယာတွေလည်းရတယ်နော် ဒါလေးကကြတော့ကျွန်တော်ရဲ့လုပ်ငန်းခွင်ထဲမှာဒါဆိုင်ငယ်တွေကိုအာစင်စာပိုင်းဝါရီမှာအင်ဂျင်ပိုင်းတွေစားပြီးဝင်ပြီးသွားတဲ့အချိန်မှာဆိုရင်ဟောအပီအစီပေါ့နော်ရေဆေးစီလိုက်ကစ်တိုက်လိုအပ်ရင်ဆပ်ပေါ်လစ်လက်ပေါ်လစ်ပါတိုက်ပြီးတဲ့ဝန်ဆောင်မှုလေးပဲဖြစ်ပါတယ်။ဟောချက်လုပ်ငန်းတွေကတွဲထားလို့လည်းရှင်းပြီးတယ်လို့ဟောခုဟောချက်ပေးမှာတီးတန့်ရေဆေးစီလိုက်ကစ်တိုက်နော်ဆပ်ပေါ်လစ်ဆိုင်တီးတန့်ဆိုင်ဖွင့်ထားမယ်ဆိုရင်လည်းဒါကားလေးဝင်ဝင်ကောင်းတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့နေမြေဒေသပေါ်မှာတော့မူတည်တာပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုလည်းအန်ကီယာလေးကိုလည်းကျွန်တော်ရည်သိပြီးသွားပြီ။အလေးရဲ့လာပြင်းတဲ့ပင်းလေးတွေပေါ့နော်။အဲ့တော့ကျွန်တော်ကဒီအမဲကြောက်လေးဆိုအာဒီလေးတွေဖြန့်ဝန်းစုံနဲ့ပြီးတန်းတော့။အဲ့တော့ဒီရည်သိစီလိုက်နဲ့ပတ်သက်ပြီးတော့ဝါသနာပါတဲ့ညီကိုတွေအတွက်ရည်သိစီလိုက်ကတိုက်နော်လှုပ်ချင်နေဆိုရင်သူ့အသုံးပြုရမယ့်ပစ္စည်းလေးတွေအဲကျွန်တော်တို့ကပစ္စည်းလေးတွေနော်ကစ်တွေအဲကျွန်တော်တို့တပတ်တွေပေါ့နော်။ အော်ပြီးတော့ရင်တော့ဒီရေစေးခန်းလေးတွေရေစပြမြုပ်ခန်းတွေအားလုံးကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအသာဆုံးကြည့်ပေးခဲ့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဝါရှင်တန်ပြည်များအားလုံးကောင်းကွန်ကြီးတိုးပွားပြီးတော့အောင်မြင်တဲ့ကိုယ်ပိုင်လုပ်ငန်းရှင်တွေဖြစ်ကြပါစေလို့ကျွန်တော်ဂရုကြောင်းနေပြီးတော့ဆုတောင်းပေးပါတယ်